ဟုတ်ဘူးဖွဲ့စည်းပုံရဲ့လာရလမ်းကြောင်းတွေလာရတွေသိဖို့ရိုးရတယ်အဲ့တော့လင်္ကာလေးကိုကျွန်တော်နော်ပထမပိုင်းကိုပြန်ချုပ်ပေးမယ်အဲ့တော့ဖွဲ့စည်းပုံလွယ်မှန်နည်းဖြစ်စဉ်ဥရိဒါက3ပေါင်းလိုက်တော့မူ6အသေးစိတ်မူ100 15ခန်းပေါင်းစုံတော့ဟောအသေးစိတ်မူ100ထွက်လာတော့လင်္ကာကုန်15ခန်းပေါင်းစုံတော့2800ဖြစ်စဉ်ပေါ့အဲ့တော့2800ဖွဲ့စည်းပုံအခြေခံမှုတွေဖြစ်စဉ်လို့ပြောလိုက်လို့ရှိရင်နောက်ဆုံးမှာအခန်းပေါင်း15ခန်းထွက်လာတာ သူ့ရဲ့ရှေ့မှာပုံမှန်ပေါင်း458ခုရှိတယ်။အဲ့ဒါတွေအကုန်လုံးဒီအသေးစိတ်အခြေခံမူ104ချက်ကနေစဉ်သက်လာတယ်။တရားနဲ့အသေးစိတ်အခြေခံမူ104ချက်ဒီဘယ်ကနေလာတာလဲ။မူ6ချက်အခု2008ရဲ့ပုံမှန်6ကာကြီးခါခွေးကန်းငယ်ကာကြီးငှစာလုံးကနေပြီးတော့စဉ်သက်လာတာဖြစ်တယ်။အဲ့ဒီမူ6ချက်ကဘယ်ကနေအဓိကစဉ်သက်လာလဲဆိုရင်6ကာကြီးကဝေကငယ်လို့ခေါ်တဲ့ဒုတာဝင်ဤသုံးပါးကအဓိကပဲ။ကဲ ဒါလောက်ဆိုလို့ရှိရင်တော့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ intro ဘိုင်းလေးနားလည်သွားပြီလို့ထင်ပါတယ်။ကဲဒါဆိုကျွန်တော်